Xiaomi Redmi ဖုန်းတွေမှာ global မချိန်းထားလို့ Play Store မရှိလို့ကျွန်တော်တို့ Play Store သုံးရတဲ့သူတွေ Play Store မရှိရတဲ့သူတွေအတွက် Play Store အလွယ်တကူ global မချိန်းထားတော့လဲသုံးလို့ရတဲ့နည်းလေးနဲ့ကျွန်တော်တို့ Mi ဖုန်းတွေမှာပေါ့နော်ဖုန်းအရင်အားအကုန်လုံးနဲ့အတွက်ကြောင့်ဖုန်းကြာရှည်မခံဘဲနဲ့သုံးလို့မရတဲ့သူတွေကြာဖုန်းအားကြာရှည်ခံအောင်သုံးလို့ရတဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်မျှဝေပါမယ်ပထမဆုံးအနေဖြင့်ကျွန်တော်တို့က Mi ဖုန်းသုံးတဲ့သူတွေဆိုလို့ရှိရင်ဖုန်းရဲ့ setting လေးကိုကျွန်တော်တို့ကဝင်ပေးရမှာဖြစ်ပါတယ် ဖုန်းရဲ့ setting တွေကိုကျွန်တော်တို့အရင်ဆုံးဝင်ပြီးပါဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းရဲ့ whole option ကိုကျွန်တော်တို့ကလက်နဲ့ဆွဲပြီးပါအောက်ဆုံးကိုတစ်ချက်လက်နဲ့ဆွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်ဆုံးမှာရှိနေတဲ့ additional setting တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ်ဒီ setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ချိန် whole အောက်ဆုံးကိုလက်လေးနဲ့ဆွဲပြီးပါ အောက်ဆုံးကိုကျွန်တော်တို့လေးနဲ့ဆွဲပြီးပြီဆိုလို့ရှိရင်ဒီနာလေးမှာကျွန်တော်မြှားပြပေးထားတဲ့ account and sync ဆိုတာရှိတယ်ပေါ့နော် item ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ် item ကိုဝင်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က visit google service ဆိုတာရှိတယ် item ကိုကျွန်တော်တို့ဆက်ဝင်ပေးရမယ်ဒါကတော့ကျွန်တော်တို့ global မချိန်ရသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မီဖုန်းတွေမှာ global မချိန်ရသေးဘူး play store မရှိသေးတဲ့သူတွေဆိုလို့ရှိရင်အလွယ်တကူ play store ကိုသွားယူရနည်းလေးပါအဲဒါကျွန်တော်တို့ကဒီလေးကိုဆက်ပြီးတော့ဝင်ပေးပါ ီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင် visit google service ဆိုတာကိုကျွန်တော်တို့ကတစ်ချက် cloud ကလေးကို on ပေးရမှာဖြစ်ပါတယ် ဒီကလုံလေးကို on ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Play Store ကရောက်လာမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော် home key လေးနဲ့တစ်ချက်ကြော်ထွက်ပြမယ်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကိုဆွဲပေးမယ်ပေါ့နော်ဒါဆိုရင် Play Store ကရောက်လာပြီ Play Store ရောက်လာပြီဆိုလို့ရှိရင် Play Store ထဲမှာကိုလိုအပ်တဲ့ application တွေကိုကျွန်တော်တို့က global မချိန်ထားဘူးဆိုလို့ရှိရင်ကိုလိုအပ်မဲ့ application တွေပေါ့နော်နေ့စဉ် YouTube ဖြစ်တဲ့ Facebook တို့ Viber တို့ပြီးလို့ရှိရင် Messenger တို့ Telegram တို့ TikTok တို့ application တွေကိုကျွန်တော်တို့လွယ်တကူကူးလို့ရမှာဖြစ်ပါတယ်ဒါကတော့ပထမ check လေးပါ ဒုတိယအချက်အနေနဲ့ကိုယ့်ရဲ့ဖုန်းကပေါ့နော်၃နေနဲ့ကျွန်တော်တို့ကဖုန်းသုံးရတာအရင်အားကုန်မြန်တဲ့သူတွေပေါ့နော်ဖုန်းကရေရှည်မခံဘူးဆိုတဲ့သူတွေအတွက်ပြောပြမှာဖြစ်ပါတယ်တော့ကျွန်တော်တို့ကပထမဆုံးအနေဖြင့်ဖုန်းရဲ့ setting တွေကိုဝင်ပြီးပါဖုန်းရဲ့ setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အပေါ်တစ်ချက်လက်ကလေးနဲ့ဆွဲပြီးဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ display and brightness ဆိုတာရှိပါတယ်အဲ့တော့ display and brightness ထဲကိုကျွန်တော်တို့ကဝင်ပြီးပါဒီအဆင့်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့က ဖုန်းပဲဖြစ်ဖြစ် application ပဲတုံးတော့ကျွန်တော်တို့ကအမှောင်ချပြီးတုံးရင်ဆိုရင်အားကြရှိခံတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနားလေးမှာ drum မှုကိုကျွန်တော်တို့ကပြောင်းပေးလိုက်ပါ drum မှုကိုပြောင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းတုံးရတာရေရှည်ပေါ့နော်ပိုခံနေတာပထမအားတာချက်တစ်ခုပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ screen brightness ဆိုတာရှိရင်အဲ့တော့ screen brightness ကိုကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့လိုချင်သလောက်အလင်းတင်ထားပြီးတော့ ဒီ auto brightness ဆိုတဲ့ clock လေးကိုကျွန်တော်တို့ကပိတ်ထားမယ်ဆိုလို့ရှိရင်လည်းအားကုန်မြင်တယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ auto brightness ဆိုတဲ့ clock လေးကို on ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အလင်းရပါတော့လို့တော့တက်မလာတော့ဘူးအဲ့တော့ကိုအားကြကြခန့်ကျင်တယ်ဆိုလို့ရှိရင်ဒီနီလေးနဲ့ဒါတော့မှာဒါဒုတိယအချက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် home key လေးနဲ့တစ်ချက်ကြော်ပြီးတော့ထွက်ပေးပါကျွန်တော်အပြင်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အပေါ်ကနေပြီးတော့ ဘားလေးကိုတစ်ချက်ဆွဲပြီးဆွဲပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့မလိုအပ်တဲ့ဟာကြီးပွင့်နေရပါတော့ပွင့်နေတဲ့ဟာကြီးဆိုလို့ရှိရင်ကျွန်တော်တို့က Bluetooth ဘာကိုပွင့်နေရပြီးလို့ရှိရင်ဒီကအလုံးလေးပွင့်နေရပြီးလို့ရှိရင်ဒီနားလေးကကျွန်တော်တို့ location ထောက်တဲ့ဟာလေးတွေပွင့်နေရဆိုရင်မလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်တို့ကနေပြီးတော့ပိတ်ပေးလိုက်ပါမလိုအပ်တဲ့ဟာလေးကိုကျွန်တော်တို့ကပိတ်ပေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက် setting လေးကိုပြန်ဝင်ပေးပါ display and brightness ထဲကိုဆက်ဝင်ပါတို့ကအပေါ်ဆုံးတစ်ချက်လက်ကလေးနဲ့ဆွဲပေးပါ ဆယ်ပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနာလေးမှာ refer rate ဆိုတာရှိတယ်အိုက်ကောင်လေးကကျွန်တော်တို့က190 ASAP ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့အားကုန်လွယ်တဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့က60 ASAP ကိုကျွန်တော်တို့ကပြောင်းပေးလိုက်ပါဒါကတော့နောက်ထပ်လုပ်ရမယ့်အချက်ပေါ့နော်ကျွန်တော်အားကုန်မြင်တဲ့သူတွေဆိုလို့ရှိရင်ဒီနည်းလေးတွေကိုကျွန်တော် Xiaomi Redmi ဖုန်းတွေဆိုလို့ရှိရင်ဒီနည်းလေးတွေကိုကျွန်တော်ပြောသလိုမှန်မှန်ကန်ရလုပ်မယ်ဆိုရင်အားက တော်တော်တိတ်မကုန်နိုင်ပါဘူးပြီးလို့ရှိရင်ကျွန်တော်တို့က home key နဲ့ကြော်ပြီးတော့ကျွန်တော်ထွက်သွားပြီပါဖုန်းတစ်လုံးမှာကျွန်တော်တို့ကသုံးနေတဲ့ application တွေကကျွန်တော်အလင်းအရန်များနေတယ်နောက်ကပေါ့နော်နောက်ထပ်အလင်းအရန်များနေဆိုရင်အကုန်မြန်တတ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအသုံးများတာဖြစ်တဲ့ကျွန်တော်တို့က Facebook တို့ Messenger တို့ရှိမယ် Viber တို့ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနေပြီးတော့ Messenger တွေကိုတစ်ချက်ဝင်လိုက်မယ် ်ဝင်ပြီးလို့ရှိရင်ကိုယ့်ရဲ့ messenger ထိတ်ဆုံးကမြင်းချောင်းလေး၃ချောင်းနှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က setting ကိုဆက်ပြီးတော့နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ drum move ဆိုတဲ့ဟာလေးကိုကျွန်တော်တို့က on ပေးရမှာဖြစ်တယ်ပေါ့နော်ပိတ်ထားဆိုဒီလိုမျိုးလေးကိုယ့်ရဲ့ messenger ကအမဲရနောက်ခံဒီလိုမျိုးလေးကျွန်တော်အဲ့လိုမျိုးတုံးလိုက်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ကအားကုန်တတ်တာစီပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က fiber ကိုတစ်ချက်သွားပြီးပါ fiber မှာလည်းထုံနည်းလက်ကောင်းပဲပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းကိုကျွန်တော်တို့ကနေပြီးတော့အမဲအောင်ပြောင်းပြီးပါ အဲ့တော့ fiber တွေဝင်လိုက်မယ် fiber တွေဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ဆုံးကအဆက်ကလေး30ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က setting တွေကိုတန်းပြီးတော့ဝင်ပြီးပါ setting တွေကိုကျွန်တော်တို့ကရောက်ပြီးဆိုလို့ရှိရင်ဒီနားလေးမှာ appearance ဆိုတာရှိတယ် appearance ကိုကျွန်တော်တို့ကဆက်ပြီးတော့နှိပ်ပြီးပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအမဲအောင်ပြောင်းပြီးမှဖြစ်တဲ့ကြောင်း drag ကိုကျွန်တော်တို့ကပြောင်းလိုက်ပါအဲ့တော့ drum move ကိုကျွန်တော်တို့ပြောင်းလိုက်ပြီးဆိုလို့ရှိရင်လည်း fiber ကကျွန်တော်တို့အမဲအောင်လေးဖြစ်သွားပြီပေါ့နော် ။မိုင်ပါယခုလိုအမဲအောင်ဖြစ်သွားတဲ့ခါကြမှာကျွန်တော်တို့ပေါ့နော်ဖုန်းရဲ့ဘက်ထရီအားပို့ပြီးတော့ကြာရှိခံမှာဖြစ်ပါတယ်။ Viber ရဲ့ဖြစ်ဖြစ်ဘယ် application ပဲဖြစ်ဖြစ်အခုလိုအမဲအောင်လေး drive မှုလေးတွေပြောင်းပြီးတော့တော့ Sona ကျွန်တော်ပြောလို့ setting တွေကအချက်ကလေးတွေကိုပြောင်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဖုန်းအားကလကူတက်ပို့ပြီးတော့ကြာရှိခံပါတယ်။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။